ဦးသိန်းဒီတချင်းရဲ့ဟိုတကလုံးလေးတွေကို ရှင်းပြပေးခြင်းပါတယ်။သူထူတာကရှေ့ကအကိတရံဦးသိန်းအမြင်ကတော့အဲ့ဒီအအကိတရံဆိုတဲ့တကလုံးကမှားတယ်ထင်ပါတယ်။ ဥဒင်ဒီတချင်းရဲ့ဟိုတကလုံးလေးတွေကိုရှင်းပြပေးခြင်းပါလေသူထိုတာကရှေ့ကအကိတရံဥဒင်အမြင်ကတော့အဲ့ဒီအကိတရံဆိုတဲ့တကလုံးကမှားတယ်ထင်ပါတယ်ဘာကြောင့်လဲသူတို့ချင်းအကဆိုတာအမြဲတမ်းပုဂ္ဂိုလ်ပေါ့နောက်မှဣဝဒဆိုတဲ့တကလုံးဥဒင်ကအသေးပဲမထင်ဘူးနော်အကိတရံဒါမှမဟုတ်အကိတရံ တနဲ့ဘာကောင်းနဲ့ရှင်းတော့ပြန်မှာပေါ့လေအကိတရံဘာအကကအမြဲတမ်းပုဂ္ဂိုလ်နောက်ကဣတရကကျတော့အသွေးရတာပေါ့နော်သူတစ်ပါးတိတ်ကိုကောမိမိတိတ်ကိုကောအသွေးရတဲ့ပုဂ္ဂိုလ်ပေါ့အသိပဲရလေဣတရမိမိတိတ်ကိုကောဟိုတပတ်လူရဲ့စိတ်ကိုကောအသွေးရသူတွေထဲမှာအမြဲတမ်းပုဂ္ဂိုလ်သူပွဲမိရတာဖြစ်တယ်ဒါကြောင့်အကိတရံမဟုတ်ပဲနဲ့အကိတရံကမှအမှန်ဖြစ်ပါတယ်နော်အကိတရံကအကိတရံဒါမှအမှန်ပါအကိယတံကမှားပါတယ်နော် ငါမအုံမြင်ကြတော့မငါပါအောင်တာပေါ့မငါပါဆိုတော့ဘာလို့ဆိုရှင်ကိရိသာမန်သူတဲ့ကိရိသာဆယ်ပါခန္ဓာမန်သူတဲ့ခန္ဓာငါးပါဒီဘဗုဒ္ဓမန်သူတဲ့မန္နအဘိသင်္ခါရူပမန်သူတဲ့အလောကိကုသအကုသမန်ပေါ့နောက်တော့ကမေတုမန်သူတဲ့တိချင်းတရားပေါ့အဲ့ဒီမငါပါအောင်မြင်တာပေါ့နောက်ကိုးပါးကုံရတာကုံတော်ကိုးပါးကိုပြောတာပြပါပါဠိတက္ကမတက္ကမကိုးပါးလို့ပြောတယ်နောက်တစ်ခုက10မျိုးပြောတယ် ဂုဏကောဘကအဗဟံတမ္မာသမ္ဗုဒ္ဓဝိသသဗ္ဗနတမ္မနာလောကဝိတုတုက္ကတာအနုဒရပုရိသသမတာပတိတထာတိယမနုဒ္ဒနံဗုဒ္ဓပကောဝါပေါ့အဲ့ဒီမှာအဗဟံဆိုတဲ့တကလုံးကကျတော့ကိရိတာကင်းနေလောက်မနမြတ်စွာဘုရားသိကွယ်ရာအယနာပြင်မကောင်းမှုကိုပြုတော်မူတဲ့မြတ်စွာဘုရားပေါ့တမ္မာသမ္ဗုဒ္ဓကုဏကျတော့တိတိယအလုံးစုံကိုတရားမကူအမှန်တိုင်းကိုပိုင်ညာမသိတော်မူတဲ့ဖေရပေါ့ဝိသသဗ္ဗနတမ္မနာကျတော့ ဝိသသုံးပါဝိသ၈ပါးသဗ္ဗနာ၃၅ပါးနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားပေါ့သူကတော့ကကြတော့ကောင်းတဲ့တကားကိုသွတော်မူတဲ့မြတ်စွာဘုရားကောင်းတော်နိဗ္ဗာန်တို့တွေ့မြင်တော်မူတဲ့မြတ်စွာဘုရားရောကဝိတုကြတော့ဩကာသလောကတသလောက သင်္ခါလောကကိုသိမြင်တော်မူတဲ့မြတ်စွာဘုရားအနုဒရောပုရိသဓမ္မတာပဲသိကြတော့သုံးမထိုက်တဲ့ပုဂ္ဂိုလ်များကိုအတုမရှိသုံးမတော်မူတဲ့မြတ်စွာဘုရားပေါ့တထဒေဝမရတနာကြတော့နတ်တို့ကြီးဆရာသူဖြစ်တော်မူတဲ့မြတ်စွာဘုရားပေါ့ဘုရားကြတော့ တိတ္တလီပါကိုကိုယ်တိုင်သိမြင်သူသူဘာကိုလည်းသိအောင်ဟောပြတော်မူတဲ့မြတ်စွာဘုရားပေါ့ဘဂဝါကျတော့ဘုံတော်၆ပါးနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားပေါ့ဒါကအဲ့ဒီတရှင်းမှာပါတဲ့ဗုဒ္ဓရဲ့ဂုဏ်တော်ဖွင့်ထားတဲ့သက္ကလုံတွေဖြစ်ပါတယ်အခုတလောမေကွန်များတဲ့မေကွန်ကဟိုပါကျကျတော်ဤပုံကိုယင်ဘက်မှာထိုးလို့ရတာတို့ဗုဒ္ဓံဓမ္မတန်ခံကိုယင်ဘက်မှာထိုးလို့ရလားဆိုပြီးတော့မေကွန်တော်များလာမေးတယ်အခုသင်ကလည်းစဉ်းစားတာပေါ့ထိုးတော့ကသူတို့ကကြီးညိုဆိုတာကောင်းပါလား တိုးတော့မတင်တော့တဲ့နေရာတွေမှာတို့လို့ရှိရင်တော့ဒါကတော့မတင်တော့ဘူးလို့ထင်တာပေါ့လေဒါမှတခုရှိတာကဗုဒ္ဓဘာသာကကြတော့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့စိတ်တည်နာကိုအဓိကထားတဲ့စိတ်ကိုအခြေခံတဲ့ဘာသာတရားဖြစ်တယ်ပေါ့ကိုယ့်ရဲ့နှလုံးသားကကိုယ့်ရဲ့စိတ်ထဲကဖျက်တရားတန်ခါကိုကြည်ညိုလို့ဆရာတော်ကြီးကိုကြည်ညိုလို့ထူတာလို့ဆိုမှရှိရင်တော့ပြည့်တော့မရှိပါဘူးဣဒ္ဓသဘိမာလေမြတ်စွာဘုရားဟောတာတခုရှိတယ် ူကသူဟောတဲ့တတိပ္ပဏတရားကိုတဲ့အိမ်သာသွားနေရင်တော့မှအာထုတ်ရတဲ့သူဟောတာဖြစ်တယ်။ဒါကိုကြည့်မယ်ဆိုလို့ရှိရင်တင်းတော်တယ်လို့ထင်ပါတယ်နော်။သူကဒီမဲခွန်းနဲ့ပတ်သက်ပြီးလမ်းမေးတာကြာပြီးတိလာ။လူတွေဟာဘာကြောင့်ကိုကိုခွေတဲ့ဖရာတွေကိုကိုယ့်ရဲ့မိဘတွေကိုကိုယ့်ရဲ့ဆရာသမားတွေကိုတိတ်တဲမှာမပြစ်မှားချင်တော်လည်းပဲပြစ်မှားနေကြတာလည်းလို့မေးခွန်းမေးတာဖြစ်ပါလား။ အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်သူကစိတ်ပညာနယ်ပဲတဲ့သွားပြီဘာကြောင့်ဖြစ်တယ်လဲဆိုလို့ရှိရင်နံပါတ်1ချက်အုံနောက်ရဲ့အလိုတရာတွေးတော့မှုကြောင့်ပေါ့အုံနောက်ကဦးသိန်းတို့မတွေးတော့လဲပဲသူကတနေ့ကိုအနည်းဆုံး6000ကနေပြီးတော့8000ကျတွေးတယ်တဲ့အုံနောက်ကလေနံပါတ်2ချက်ကစိတ်ဖြစ်စီမှုနဲ့သွေးရင်ပူမမှုကြောင့်ဦးတင်တော့ကသိပ္ပိတိမှုဖြစ်တယ်သွေးရင်မှုဖြစ်တယ်သူတို့ချင်းအဲ့ဒီအရာကိုကိုကိုကာကွယ်တဲ့အနေနဲ့ မတွေးတဲ့အတွေးတွေကိုလည်းတွေးတယ်တဲ့နောက်ထပ်တဲ့အတွေးတွေကိုလည်းတွေးတယ်တဲ့နော်နံပါတ်3 6ကကြတော့တတိပေးတာကိုယ့်ရဲ့ငယ်ဘဝမှာကိုယ့်ရဲ့အင်နာချိုင်းမှာပြဒနာကိုမဖြေရှင်းခဲ့တဲ့အရာတွေရှိခဲ့တယ်တရားတွေရှိခဲ့တယ်အဲ့ဒီတရားတွေကိုပြန်လဲအတိပေးချင်တော့ကြောင့်လည်းအဲ့ဒီမတွေးတဲ့အတွေးတွေကိုတွေးတယ်တဲ့တော့နံပါတ်4ကကြတော့တွန်းလှန်တာပေါ့ငါတော့ကိုမတွေးဘူးသူပြီးတော့လှုပ်တယ် ဲ့ဒီမတွေးဘူးလို့ပြောတဲ့အခါမှာတွေးဖို့ရအတွက်လမ်းသားကိုဖော်ပေးနေသူလို့ဖြစ်သွားခဲ့တယ်နံပါတ်5ကကြတော့ငယ်ဘွားရဲ့စိတ်တန်ရပေါ့နော်ဦးဇင်းတို့လူတွေမှာငယ်ဘွားမှာစိတ်တန်ရရတဲ့လူတွေများကြီးရှိတယ်နော်အဲ့ဒီစိတ်တန်ရကြောင့်လည်းတွေးတယ်နော်ဒါကတူရဲ့အဲ့ဒီမသွေးတဲ့နဲ့သွေးတွေဖြစ်ပေါ်တဲ့အကြောင်းအရာ၅ချက်ပေါ်တယ် အဲ့ဒါတွေကိုဘယ်လိုဖြောက်မလဲဆိုရင်နံပါတ်1ကတော့တရားထိုင်မယ်နံပါတ်2ကကျတော့အဲ့ဒီအတွေးတွေကိုတောက်တွေချရင်းမယ်နံပါတ်3ကကျတော့အဲ့ဒီအတွေးတွေကိုလက်ခံပါနော်ကိုယ်တွေးတဲ့တွေကိုလက်ခံပါနံပါတ်4ကကျတော့ဟိုသိပညာရှင်နဲ့တိုင်ပင်ပါဒါကျင့်သုံးရမယ့်အချက်၄ချက်ပေါ့လေအကောင်းဆုံးကတော့တရားထိုင်ပါနော်တရားထိုင်ပါမေတ္တာဒိဋ္ဌိနဲ့ဗာဒာချတကလုံးကိုရှင်းပြပေးပါတဲ့ ဒီတကလုံးနှလုံးကမေကုံမေတင်နဲ့မေကုံဖြစ်တယ်တကလုံးဖြစ်တယ်ပေါ့အပေါ်ရင်ကြည့်မယ်ဆိုလို့ရှိရင်ဒီတကလုံးနှလုံးကတူကြအောင်ပဲတွဲတော့ဟိုလေးလေးနက်နက်တင်သားမှမတူပါဘူးနော်ဦးဇင်းတို့နိုင်ငံမှာကပညာအားနည်းတဲ့ပုဂ္ဂိုလ်တချို့ကကိုဘာသာကလူတွေကကောင်းတယ်ဟိုတခြားတော့ဘာသာကိုမကောင်းဘူးကျင်တယ်အဲ့ဒီခြားတော့ဘာသာကိုတမိုးလေးရှိပါတယ်ဘလို့တမိုးတယ်လို့ဆိုရင်အာတီလူတီလူကမိစ္ဆာလေးရှိပါတယ် ဲ့ဒီလိုပဲတခြားသောဘာသာတွေမှာပညာအားနည်းပုဂ္ဂိုလ်ကဥဒ္ဓနုဘုဒ္ဓဘာသာမှာဒီလိုခေါ်လို့ရှိပါတယ်နော်ဥဒ္ဓနာလည်းရှင်းပြရမယ်ဆိုလို့ရှိရင်လူကြောက်ကပြဿနာတစ်ခုကြုံနေပေါ့အဲ့ဒီပြဿနာကိုသူကအတိတ်ကံကြောင့်ဖြစ်တဲ့သူတဲ့အယူကိုယူမှန်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ခေါ်ပါတယ်မေတ္တာဒိဋ္ဌိခေါ်ပါတယ်ပါလို့ပြောမှဆိုလို့ရှိရင်ပုပ္ပေကရာဟေတုဒိဋ္ဌိအဲ့ဒီအယူကိုမျက်နှာပြကပယ်ပါတယ်ပုပ္ပေကရာဟေတုဒိဋ္ဌိပေါ့ ယခုပေတုပံမှာဖြစ်နေသမျှဒီရှေးကံကြောင့်ဖြစ်တဲ့ဆိုတဲ့အယူအဆကိုဘုရားကပယ်တယ်။အဲ့ဒါဆိုလို့ရှိရင်သူ့ကိုဘုရားဘာသာလို့ခေါ်တယ်လည်းပဲသူဒီမှာတော့အယူရှိသည့်အတွက်ကြောင့်သူ့ကိုလည်းမိစ္ဆာဒေဝီခေါ်ပါလေ။သူကဘာသာချားသူတော်ကကြတော့ကိုယ်ွယ်တဲ့ဘာသာမတူတာပေါ့။နော်။ကိုယ်ွယ်တဲ့ဘာသာမတူတဲ့သူကိုခေါ်လို့မရပါဘူး။ဘလို့မိစ္ဆာဒေဝီလို့ခေါ်လို့မရပါဘူး။ ဘာသူကြီးပြင်းခဲ့တဲ့အရက်ဒေတာရင်ကျက်မှုအရာတွေကိုမှီပြီးတော့ဘာသာသူကပေါ်ပေါ်လို့ရှိပါတယ်ဟမ်ထို့ကြောင့်သူ့ကိုခေါ်လို့မရပါဘူးမိစ္ဆာဒိဋ္ဌိခေါ်လို့ရပါတယ်ဘာသာချားပေါ့